လူတော်တော်များများကကဘာကြီးကိုပြောင်းလဲခြင်းကြတယ်လောကကြီးကိုပြောင်းလဲခြင်းကြတယ်ဒါပေမဲ့ကိုကိုကိုတော့ပြောင်းလဲဖို့ခက်နေကြတယ်ဒီတော့ဘဝမှာကိုကိုကိုအရင်ဆုံးပြောင်းလဲပါဒါကလုံလို့ရတဲ့အနေအထားနဲ့လုံနိုင်တဲ့အခြေအနေပါကိုယ့်ရဲ့စိတ်ကူးစိတ်သားတွေကိုလက်တွေ့ဖြစ်အောင်လုပ်ပါဒါမှအဲ့ဒီစိတ်ကူးစိတ်သားတွေက တန်ဖိုးရှိလာမယ်ကိုကိုတိုင်းကလည်းတန်ဖိုးရှိတဲ့လူတယောက်ဖြစ်လာမယ်အချစ်ဆိုတာကစကလုံးတွေပြောနေတာထက်လက်တွေ့လှုပ်ဆောင်မှသာတန်ဖိုးရှိတာပါတချို့တွေကြတော့ချစ်ပါတယ်ဆိုပြီးတော့မှပါဇက်တွေနဲ့ပြောတယ်စကလုံးတွေနဲ့ပဲပြောပြီးတော့မှလက်တွေ့ဘာမှလုံမပြကြဘူးလောကမှာအောင်မြင်တဲ့သူလို့ပြောလိုက်လို့ရှိရင်လူတွေက တို့မကြရှုံးဘူးလို့ထင်နေကြတယ်တကယ်တည်းကျတော့မှားတယ်ဘာကြောင့်လဲဆိုတော့အောင်မြင်တဲ့သူတွေကမကြရှုံးဘူးတဲ့သူတွေမဟုတ်ဘူးတို့ကထပ်ပြီးတော့မှစ조사ကြတဲ့သူတွေပဲဘဝမှာအရာရာကိုတင်ယူလို့ရတယ်ဒါပေမဲ့နားလေဖို့ကတော့ကိုယ်တိုင်ကြုံထူမှရမယ်ဒီတော့နားလေခြင်းအတွေ့အကြုံယူပါ အထွေကြုံကောင်းတွေကိုဖန်ဆုပ်နိုင်လို့ပါတချို့တွေကအတိတ်ကိုပဲပြန်လှည့်ကြည့်နေကြတယ်တချို့တွေကျတော့လေအနာဂတ်ကိုပဲမျှော်ကြည့်နေကြတယ်လက်ရှိအခုလောလောဆယ်အခိုက်အတန့်ကိုတော့ကြည့်ဖို့မိနေကြတယ်ပြောမယ်ဆိုရှိရင်ဘဝမှာငြင်းငြမ်းခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့ဆိုရင်တော့အခုပြစ်ဆုပ်ပံကိုအာရုံစိုက်ပါတချို့တွေကအမှောင်ထဲကိုရောက်နေတဲ့အခါမှာ စိတ်ကြီးကြရဲစိတ်တက်ကြကြရဲတကယ်တော့အမောင်တဲမှာရောက်နေတယ်ဆိုတာကအလေးရဲ့တန်ဖိုးကို ပြတော့မယ်လောကကြီးမှာအကောင်းဆုံးသောဆရာတစ်ဆူရှိတယ်သူကအချိန်ဆိုတဲ့အရာပဲအချိန်ဒီအကောင်းဆုံးဆရာတစ်ခါတလေမှာတီးဖွဲတဲ့လောက်ရက်ကလေးတစ်ခုက တခြားသူတွေအတွက်ကြီးမားတဲ့အရာကြီးဖြစ်သွားနိုင်တယ်ဒီတော့ တယောက်ယောက်ကို ပြုံးပြတာနဲ့တည်းအဲ့ဒီလူရဲ့တဏှိတာကိုပြောင်းလဲပေးနိုင်လို့ဆိုတာမမေ့ပါနဲ့အခက်ခဲရင်းစိန်ခေါ်မှုတွေဂျန်တန်မှုတွေဆိုတာကကိုယ့်ကိုအားနည်းစေတာမဟုတ်ပါဘူးပူပြီးတော့မှခိုင်မာလာစေတာပါဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေတို့ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေတွေများတာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဟာလေနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ကိုညင်လေးအောင်ပါ